မင်္ဂလာပါရှင်ဒီနေ့ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့1962ခုနှစ်မေလထုံးရှုမဝမဂ္ဂဇင်းမှာပါရှိတဲ့စိုက်စရာရွှေတာရေးသားထားတဲ့ဘဝလမ်းကြောင်းခိုလုံရာဆိုတဲ့မဂ္ဂဇင်းဝတ္ထုပဲဖြစ်ပါတယ်အလုံးမင်းနားဆင်ခံစားပေးပါဦးရှင်ဒီမှာကတော့စဖတ်သူမင်းနေဆက်ဖြစ်ပါတယ်ဘဝလမ်းကြောင်းခိုလုံရာခါကလေးကပြမှာရှိသောစိတ်ညွညွမြတ်တဲ့များစီတို့ ခုံကူလိုက်လေသည်ရေသွားမြောင်းကလေးအတွင်း၌ခန္ဓာကိုယ်နည်းကျင့်ကျင့်ကို ရေများအတွင်းဆက်ဆက်ကြီးလျှော့ချထားပြီးနောက်ဦးခေါင်းကိုတစ်ဖက်ပေးရှိမွန်တိုဘေးများအကြားတွင်မေးတင်ထားသောရေမွေငယ်သည်ဦးခေါင်းကို အသားကလေးထောင်းလိုက်ပြီးနောက်ဖားကလေးတွားရာနေရာကိုကြည့်လိုက်၏ဖားကလေးသည်ငြိမ်၍နေ၏ရန်သူကိုအကဲခတ်နေတဲ့ကဲ့သို့လည်းရှိနေသည် ဒီအတူရင်းမွေးမြက်ကလည်းငိတ်တဲ့နေနေသည် သူကမူရန်သူကိုအကဲခတ်သူမဟုတ်ပေအစာကိုဘယ်နည်းပဲပေါ်အားဖြင့်လက်တွင်းသို့ရအောင်ဖဲစီရမည်ကိုအကဲခတ်နေဟန်သူသည်သူတို့နှုတ်ဦးဤအနည်းမှာပစုံလုံးကလည်းတကောင်မှာတွားတွားလျက်ရှိနေ၏ပြင်းနဲ့မှနှစ်ချောင်းနှင့် အစာကိုတွေ့လျင် ကောက်ယူကပါးကြက်တွင်သို့ထဲနေနေသည်တဖြန်းဖြန်းရွာခဲ့ပြီဖြစ်သော မိုးကမိုးပွဲကလေးများကို လက်ကျန်အဖြစ် ထားရခဲ့ပြီးနေသည် အောက်နေသော တိမ်များအကြားမှပြူရွေ့ပြူရွေ့ထွက်လာခဲ့သည်နေရာကြောင့်မိုးပွဲကလေးများမှာဝေးချီမြင်များရှက်တန်းသလို ဖြစ်လာကစပားပဲပဲပင်ရခင်းပြင်တို့အပေါ်မှာရှိသော မိုးကြီးကလေးများမှလည်းအပြစ်ကင်းစင်သောစိမ့်ဤကြည်လင်ခြင်းကဲ့သို့ဤလင်ကအယောင်တလက်လက်တောက်ပါနေကြ၏ ရေမွေခါကလေးနှင့်သုံးလုံးတို့၏မလဲမကဲတွင်ပန်းအိုးနှင့်စိုက်ထားသောနှင်းစီမီပင်တပင်ရှိနေသည်နှင်းစီမီပွဲတစ်ပွဲမှာရဲရဲနေနေသော အရာကိုဆောင်ကစိမ့်နေသောရိုးတယ်နှင့်အရွယ်အများကြားတွင်တဲ့ကျင်ပဲအဖြစ်ရက်တီစွန့်ဝါနေ၏ခါကလေးသည်ကိုနှင်းစီပန်းစီသို့ဖြက်ခနဲဆိုသလိုခုံတက်လိုက်၏ရေမွေငယ်သည်လျှက်တဲ့ပြန်အတွင်း ဦးကောင်းကိုထိုးပစ်လိုက်ပြီးလျင်ဖားကလေးကိုထိုးဟက်လျာသူ့ဦးကောင်းမှာတန်းအိုးဤနှခမ်းမှာသွားထိပ်ပြီးဖားကလေးကဒီအဖြစ်ကိုချက်ချင်းပြလိုက်ပုံရလေသည်တန်းအိုးဤတစ်ဖက်စီသို့ခုံ၍ကူသွားလေသည်ရင်းမြင်ငယ်မှာမဲချင်မကြိုက်သည့်အတွက်စိတ်ပင်ကအာမလို့အာမရဖြစ်လာသည့်ပမာခန္ဓာကိုယ်ကိုတွန့်လင်လိုက်လျင်ချက်ချင်းပင်တန်းအိုးအောက်ဖက်မှာကိုယ်ဝိုက်ပြီး တစ်ထက်စွန်းဤအောက်ဖက်မှတောင်နေလိုက်ဤဖားငယ်ကပန်းအိုအတွင်နှင်းစီပင်ဤခြေရင်းမှဝင်နေဤအင်းအတွင်ဘက်စီသို့ဖောက်လုထားသောလူသွားလန်းပေါ်မှမူဖားတကောင်နှစ်ကောင်တို့ရှိနေသည်သူတို့သည်တစ်ဖက်မလန်းမကန်းတွင် ဖြစ်ပြက်နေသော အဖြစ်အပျက်ကိုသိရှိကြဟန်မတူကြပေခေါ်စွာခေါ်စွာနှင့်နေရအောက်မှအစာကိုရှာနေကြသည်ဒီအချိန်တွင်လမ်းကျိုလမ်းကြား အင်ဂျိုအင်ဂျာနှင့်နောက်ဖေးမိဖို့ကြောင့်များတွင်ဓာကျွဲတောက်ကျွဲများကိုဝဲစာအလုံးကကြဖွေစားတောက်ရမှာပြန်လာဟန်ရှိသောခွေးတကောင်ကိုတွေ့ရသည်ခွေးသည်တစ်ဖက်အိမ်မှမောင်းနေထောက်လိုက်သဖြင့်ပြန်လာဟန်ရှိသည်ဟဲ့ဒီခွေးအခုတည်းမတော်သေးဘူးလားမိမအတန်ကိုကြားလိုက်ရသောအခါခွေးငယ်မှာဒီမှာဘက်အိမ်စီသို့လမ်းကြီးအကဲခတ်လိုက်၏ဒီလမ်းအတွင်း ဝင်းတင့်မဝင်းတင့်ကိုထိန်းစနေပြီးပမာဥကားကိုထောင်ပြီးဒီမှာပဲစီတို့လမ်းကြည့်လိုက်လေသည်သူ၏ဥကားမှာရေဆိုနေ၏ဒီချိန်မှာပင်ခွေးတေလေးရက်နေသော နေရာပင် ရေအိုင်မှာလုံလုံရွရွနဲ့ဖြစ်လာသည်ရေအိုင်ကိုကြည့်ပြီးခွေးကရေအိုင်ကလေးအမိတို့ဈင်သွား၏ရေအိုင်ကိုငုတ်ကြည့်၏ပြီးတော့ကသုံးတရားကိုတွေ့ရတဲ့ကျက်တို့ရက်ကဲရက်ကဲနဲ့ ရေအိုင်အတွင်သို့ဆင်းလေသည်ခွေးတေလီဆင်းလာသည်ဆိုလျင်ပင်ရေအိုင်မှာပုံမိုလှောက်ရှားကတက်ဖြတ်ဖြတ်ဖြစ်လာသည်ရေအိုင်တွင်မှာတက်ဖြတ်ဖြတ်အတန်သည်ပုံမိုကျလာလာပြီးနောက်တွင်မူဟဲ့ဟဲ့ရခုကြီးဟဲ့ဟုတ်တော့ဆော့ဆော့ကခွေးကိုမောင်းသည် မိမ၏အတန်ကိုကြားရ၏မိမသည် အိမ်ပေါ်မှပြေးဆင်းလာ၏ထမိန်ကိုဆော်နောင်ဆွဲပြီးရှင်မျက်စီအထက်သို့တိုင်အောင်ရုပ်တော် ကျွန်တော်များအချာမှာတဆက်ဆက်နဲ့နေလာ၏မိမပြိုသည်ရခိုကိုတွေ့သဖြင့်များစွာပင်ဝဲတာအဲလဲဖြစ်နေသည် ခွေးတေလီကရခိုကြီးအားဖမ်းယူကိုက်ဆွင်းရန်ပြုနေစမှာပင်မိမပြိုသည် ခွေးတေလီ၏အနီးသို့ရောက်လာ၏ဟဲ့ခွေးဟဲ့ခွေးခေအော်ယုံများမကသည်မိမပြိုသည် ခွေးတေလီကိုလက်နှင့်ပင်လှဲပြီးရိုက်လိုက်၏အိုင်အိုင်ခွေးတေလီသည် ဟိဩကာပြည်လေသည်ပြီးတော့မှပဲမိမ့်မပြိုသည်ထမဲကိုခတ်တူတူပြင်ဝဲသည်ဒုအထက်စီတို့ရအောင်ပင့်တင်ကဒုမလုံးအကြမ်းမှာညှက်ထားလိုက်သည်ဟေ့မခုကြီးဟေ့တစ်ဖက်အင်္ဂလီကလေးတို့ကအချင်းချင်းဟိဩပြောဆိုကြပြီနာမိမ့်မပြိုဖဲဟန်ပြင်နေသောမခုကြီးနှင့်မဲမပြိုကိုဝိုင်းပြီးကြည့်နေကြ၏မမမြင့်မခွီးလားအေးကွက် မလီချော့ချော့နေတယ်။မင်းမျိုးဒီကလေးတယောက်ကလှမ်းမိလာသည်ကိုဖြည့်ရင်သူ့လက်တွဲမှာငခုကြီးလွတ်ထွက်သွားသည်ကိုဖြစ်အော်လေသည်။သူဒီငါဖန်တဲ့သူမဟုတ်ပေ။ငါကိုမဖန်တဲ့ဖန်တဲ့နဲ့ဖန်ရင်ငခုနဲ့မင်းမျိုးတို့မှာခံဤအရှိဘက်မှာရှိတော့ရင်းမြောင်းအမိတို့ပင်ရောက်လို့နေပြီဖြစ်လေသည်။အကိုရေငခုရဲ့ရင်းမြောင်းနဲ့ဆင်းတော့မယ်။မင်းမျိုးဒီယခုမှပင်အိမ်သက်စီတို့ လှမ်းပြီးအော်လိုက်၏အိမ်အတွင်းမှာအကိုဆိုသူကကြပြကြရနဲ့ထွက်လာကဒရကခုကြည့်လေဟာဟုတ်တယ်ဟာသူပြောကဆိုကနဲ့အိမ်ပေါ်မှာအစဉ်ပြေးလိုက်အကိုဆိုသူမှာအသက်20လောက်ရှိ၏အလုပ်တို့သွားတော်မူတဲ့ဦးကောင်းကိုကြော်နေအားဖိထား၏ပြီးလျင်ဒိုဘီချထားသောဟောင်ရံရှက်ကိုဝတ်ရင်းသူ့လိုတန်လန်းနှင့်ဖြစ်၏ရေလဲလုံးကြီးကိုခတ်တူတူဝတ်ထား၏ အင်ဂျီကျဲဒီများမတက်ရသေးသဖြင့်ရင်သားအုပ်အုပ်ကိုသွတ်ကျဲအင်ဂျီနှင့်အတူမြင်ရ၏။ထဲလေထဲလေအိုးမိမမဖတ်တတ်တာပဲအကိုကလည်းငခုမှလူနေထားသည့်ခြေရာကွက်အတွင်မှရေထဲတွင်ဦးကောင်းကိုမြုပ်ထားတော်လဲသူဤကိုယ်တိုင်မှအပေါ်မှာပေါ်နေလေသည်။လူခြေရာကွက်ကိုတစ်ချက်လွန်လူခုံကူးလိုက်လျင်တစ်ဖက်မှရေမြောက်သို့ရောက်ပြီးဖြစ်လေသည်။အကိုဆိုသူသည် ငါခုကိုတတိချာကြည့်သည် အမြင့်ကလည်းဖဲ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 အမြင့်ကလမ်းပေါ်သို့လှန်တက်လိုက်၏အကိုကသူ့ရဲ့ကောင်းကြီးတယောက်ကဲ့သို့ဖဲပြင်လိုက်ပြီးမှတစုံတရာကိုတတိယတစ်ပြက်သို့အမြင့်လက်ဆွဲပြဲသွားอยู่ဟိဟိုလမ်းပေါ်မှာအမြင့်ကိုလှမ်းអော်ပြန်သည် အမြင့်ကဗျာကရနှင်းနေအိမ်ပေါ်သို့ပြေးတက်သည်ဒီအချိန်မှာပင်ဆော့ဆော့ကခွေးတည်နေသည် သူတို့အနီးမှာလာရက်ပြီးသူတို့ကိုကြည့်နေ၏ပြေချင်းနောက်ကိုကင်ပြီး အမြင်ကအိမ်ပေါ်မှာပြေးဆင်းလာ၏ရော့အကိုရော့ရော့သူ့အကိုကိုလှမ်းပေးလေသည် အကိုသည် လက်ဆွဲချင်းနှောင်းကိုရပြီးသောအခါဘခုကြီးဤရှိတဲ့မှာစောင်းပြီးချလိုက်ပြီးနောက်အပေါ်မှာပေါ်နေသောဘခုကြီးဤကိုကို လက်တစ်ဖက်နှင့်တွန်းလိုက်ရာဘခုကြီးမှာ လက်ဆွဲချင်းသားအတွင်သို့ရောက်သွား၏ဒီတော့မှအကိုသည် လက်ဆွဲချင်းတန်းကိုခက်ပြောပြောနဲ့မယူလိုက်လေသည်အမြင့်ကမူမခုကြီးကိုဖမ်းမိပြီဆိုလျင်ဟဲ့ဟဲ့ပပယ်ရင်းနေ၏50သား40သားလောက်ရှိရတော့ဟုလဲအိမ်နီးချင်းများကိုဖြစ်အောင်ပြောဆိုလိုက်၏ကလေးတွေက ပြင်းစင်လာကြကမခုကြီးကိုကြည့်လေသည်ဟုတ်တယ်ဟဲ့အကြီးကြီးဟဲ့ကလေးတွေကစုံညာစွာနဲ့ဖြစ်အောင်ပြောဆိုကြလေသည်ဆွဲချင်းတန်းကို အမြင့်တို့လှမ်းအပေးတွင် ခွေးတင်တွေကလည်းစွဲကျင်းတားစီကိုခုံပြီးဘခုကြီးကိုကပ်ယူမီပြုလေသည် ကောက်တဝဲရေအစောဆိုတဲ့ဟိဒီငခုငါလဲဆိုင်တကွာဟုဆိုတရာခွေးတင်လေးဤမျက်နှာပြင်မှာမျက်လုံးများမှာကြီးလင်းတောက်ပါနေသည်တဲဒီခွေးရန်ကားလိုက်တာအမြင်က ပြောကဆိုကနဲ့ခွေးတင်လေးကို လက်ပြီးနဲ့ထူလိုက်၏ဒီတော့မှပြောလင့်ချက်ကောင်းဆုံးဒီပမာခွေးတင်လေးသည်ခေအော်ပြီး ရင်းချင်းဆိုင်မှာရှိသောခံဝင်အတွင်သို့ ရေဝင်လာ၏လမ်းပေါ်မှခွေးတလေပြေးလာသည့်အခါစောစောကလူသွားလမ်းပေါ်မှသားကလေးနှစ်ကောင်တို့မှလက်ဖြတ်ကမျက်နှာမူရာသို့ခုံရွာပြေးဆင်းလိုက်ကြ၏တကောင်ကခေါ်ဆင်းလိုက်လျင်ခေါ်ဆင်းလိုက်ချင်းကဲဆိုးသူမောင်ရှင်ဖြစ်လေသည် သူမျက်နှာမူရာ အရက်မှာနှင်းစီပန်းအိုးပက်စီမှအရက်ဖြစ်၏သူတခေါင်သည် တဲအိုအရင်အောက်ချင်မှရှိသောရင်းမွေငယ်နှင့်အနည်းကန်ဆုံးမှကြာရောက်သောတခုံဖြစ်နေသည်တဲအိုပေါ်မှဖားငယ်ကိုချောင်းမြောင်းနေသောရင်းမွေငယ်မှာမမျော်လင့်ဘဲနှင့် သူ့အနည်းသို့ရောက်လာသောဖားကလေးကိုတွေ့လိုက်သည်နှင့်တပြိုင်နက်ဇက်ခနဲထန်ယူလိုက်၏ထန်သည့်ကြွေခိုင်ကြီးနေခိုင်ဆိုသလို အငိုင်းမိရသောဖားတငယ်မှာသူ၏ပြက်ဖောက်ဖောက်ကလေးရှိသောပေါင်တဲ့ပေါ်သို့သူရှာသည့်ရန်သူသွားများက ထိတွေ့လာသည့်အခါတွင်ရန်သူ၏အစာဖြစ်ပေပြီးငါတေရတော်မူဟုသော သဘောမျိုးနှင့်တဆဆာဟစ်အော်လေပြီးဖားကလေးဟစ်အော်တန်ကိုကြားသည်ဆိုလျင်ပင်ဆော့ဆော့ကနှင်းစီပန်းအိုးပေါ်မှ ဖားကလေးမှာကြပြကြရနှင့်အောက်တို့ခုံစင်ပြေလွာလေသည်ဘဇော်လောတီပင်ခြေလမ်းများကိုမြန်ဆန်စွာလှမ်းလျက်သူတွင်အဝစီမှာရက်ရင်အခြေအနေကိုစောင့်ကြည့်နေလိုက်သည် ရေမွေဤပဇဝါမှာဖားတငယ်မှာထေအော်ရင်လုံလဝရိယကိုလည်းထောက်ခံယုံကံနေသည်ရေမွေသည်ဦးကောင်းကိုတွန်လိုက်၏ဖားကလေးကရက်ကန်ရက်ကန်နဲ့တရွတ်တိုက်ပြီးပါသွား၏ပြီးတော့ကရေမွေသည် သူ့တကိုယ်လုံးကိုစပရင်ကက်သို့တွန်လှန်လိုက်ကစားမြူရန်ပြင်ဆင်လေသည်ကပရင်ကဲ့သို့တွန်လှဲသောခန္ဓာကိုယ်မှာအကြဲကြဲလှုပ်ရှားသည့်လှုပ်ရှားသည့်တဲ့ရန်မှာ အစာကိုခန္ဓာကိုယ်နဲ့ရပ်ပတ်ဖွင့်နာပြီးနောက်ကျေသွားစဉ်ရဲ့အတွေ့ဒီမွပြစ်လိုက်မိဒရန်ရှိ၏တို့တမူခဲစီရယူထားသည့်ဖတ်တငယ်အားရပ်ပတ်ဖွင့်နာနိုင်ခြင်းမရှိသည့်အတွေ့ဒီမွေငယ်မှာဒုထိုးမောက်ခွန်ဖြစ်လျက်ရှိနေ၏ဖတ်တငယ်ကလည်းဖြစ်အော်လို့ရှိ၏ဖတ်တငယ်ဤအတန်သည်ပြေလာဆူးရှာခြင်းမှတင်မောပန်နွဲဟိုက်သွားတဲ့ကဲ့သို့တိုးသွား၏ ဇတိုင်ဟင်အော်ရမှာလဲအတန်ဒီပြက်တောင်းပြက်တောင်းဖြစ်ကတစ်ချက်တစ်ချက်မှပေါ်လာ၏ပေါ်လာသည့်အတန်မှာလဲအင်းအားပြောင်းညံသောနှင်းပြော်လေးတွေသည့်အတန်ဖြစ်နေသည်ရင်မွေသည်ရောထိုးမောက်ခွန်နှင့်အားရှိသမျှအစာဖြစ်သူအားနှင်းပန်းလျရာသည့်အတွေ့သူလဲမော့ပန်သွားတကယ်သူကိုခန္ဓာကိုခက်တော်တော်ထားပြီးငြိမ်နေ၏ငြိမ်နေလျက်ရှိရမှဖားငယ်ဤခန္ဓာကိုယ်ကို တွတ်သွင်းနိုင်ရန်အတွက်သူ၏ပါဇက်ကိုအစွမ်းကောင်းဆိုသလိုဟလိုက်လေသည်အတန်နှင်းငင်းငင်းများကိုပင်မအော်ဟစ်နိုင်တော်ရှာပြီးဖြစ်သောခလက်တဲ့ကလေးမှာအာမတန်သည့်အတွက်မန်းလျှော်လေပြီးဖြစ်သည့်ပမာပြော့ကျသွားပြီးဖြစ်လေသည်ရင်မွေကသူပါဇက်ကိုအစွမ်းကောင်းဟပေးသည့်တိုင်အောင်ရုံးကန်ခြင်းမရှိတော့ပေရင်မွေသည်ဟထားသောပန်းနီယာပါဇက်အတွင်းသို့ ခါတငယ်ဤခန္ဓာကိုတဝက်လာနီးနီးကိုကဲ့ယူလေသည်ပြီးတော့ကငေါခဲလျက်သူဤကိုကိုတွန့်လဲကောက်ကွေးလိုက်၏မျိုးတီးဆိုသောသက္ကလောင်အတွေ့လက်တွေ့တွေ့ရသည့်အခါတွင်မျိုးရသူမွေးတငယ်ဤဖြစ်အင်ကလည်းမတက်သားလားရင်မွေငယ်သည်ခန္ဓာကိုယ်နှင့်ရပ်ပက်ဖွင့်နာပြီးမချေမွားလိုက်ရသောအစာအာဟာရ၏အယိုးအစင်အဖို့အထင်များကြောင့်ချက်ချင်းမမျိုးနိုင်ဖြစ်နေ၏ မမျိုးနိုင်သည့်အတွေ့လယ်မျိုးနှင့်ပတ်သက်တွင်တိလေတန်လန်းကြီးဖြစ်နေသောအစာအတွေ့ရင်းမွေငယ်သည်ညစွာပင် ကြိုးစားဝါမျိုးနေ၏တဖြည်းဖြည်းနှင့်ရင်းမွေငယ်၏လယ်မျိုးသည်ထောက်ကြွာလာ၏အပြည့်ဘက်မှဖားတငယ်မှရဲသူ၏ကရင်မှတင်၍တင်၍ညုံ၍ညုံ၍ဝင်သွား၏ဖားငယ်ကို နောက်ထပ်မမြင်ရတော့ဖားငယ်အစားဖောင်းပွားလာသော ရင်မွေဤဝဲပိုက်ကိုသာတွေ့ရ၏ရင်မွေသည်ရင်းအပြင်းနှင့်ဥကောင်းကိုဝတ်ဆဲထိတွေ့လိုက်ပြီးငြိမ်နေလေသည်ရင်မွေတရံမှာဝဲလေးလေးနှင့် မောပန်းလက်သမျှကို အနားယူလိုက်တကယ်တို့ရှိ၏တုံးတုံးနဲ့မြို့သီးထောင်းနေသလားဟိအတန်သည်အိမ်တအိမ်မှထွက်ပေါ်လာ၏တစ်ဖက်မှာတုံးတုံးအတန်သည်ပျောက်ွယ်သွားပြီနာဟုတ်တယ်တော့ ောစောကခူကြီးကိုသိပြီးကြော်မလို့အကူကတိတ်ကြိတ်တာအတော်ရဲ့ကံကောင်းပါကွယ်ငါတို့ရှိတဲ့နေရာမှာမြေတကွက်လာရတဲ့လူချင်းအတူတူတို့တော့ဒီလိုငခုမျိုးမရဘူးဘူးဟဲ့မြို့တော်လင်မယာတိတ်ကံကောင်းနေမရုပ်တီထမ်းတဲ့တုံးတော်ကပြန်ပေါ်လာလေသည်စကားပြန်တန်ကမပေါ်လာတော့ပေဒီအချိန်မှာနေရောင်ပြုတ်ပြက်လင်းလက်ပြီးလာလေသည်ခွေးတေလေသည်လမ်းမကြီးပေါ်မှာလျှောက်သွားကမရုပ်တီထမ်းနေသောအိမ်အီအောက်သို့ ရင်းများကိုကြော်ပြီးခုံဝင်သွား၏အိမ်အောက်မှနေကပြစ်လိုက်မည်အကျဉ်အကြံများအယိုးအရင်များကိုစောင့်မျှော်နေတကယ်တော့ရှိ၏ငိမ့်တက်နေသောရင်းမွေငယ်ကအခုမှလှုပ်ရှားလာ၏တဖြည်းဖြည်းနှင့်တွားသွား၏ရင်းများကလေးအတွင်းသို့ဆင်းကခန္ဓာကိုယ်ကို မတည့်ချဲ့တဲ့ခြင်းဘယ်ရင်းညာနယ်နှင့်တည်သွားလေသည်ပဇော်လောကနေပူလာပြီဖြစ်သည့်အတွေ့ တွင်းဝါမှာတဖြည်းဖြည်းနဲ့ထွက်ခွာလာနေ၏ဒီအချိန်မှာပင်ခေါဆခေါဆနဲ့တွားနေသောဖားကလေးများကို တွေ့ရပြန်လေသည်သူတို့ကလေးများကို တွေ့လိုက်သည် ဆိုလျင်ပင်စောစောကရင်မွေငယ်ကို ပြန်နေတည်းရမြင်ရလိုက်လေသည်ရင်မွေငယ်တို့သည်သူတို့ဤပူလာသောဝမ်းအတွေ့ဆက်လက်ပြီးဝါမျိုးနိုင်ရန်ကြဲကြသည့်အကွက်ကောင်းမှထောင်းမြောင်းနေကြလေအောင်မည်မိကြကောင်စိတ်ခမ်းမဟုတ်ဘဲ ခန်းတီးကျွေခါကြီးနေခါအဖြစ်မျိုးနဲ့ကြောင်းရတော့ဖားတငယ်မျိုးများကလည်းအနန္တာရှိလေအောင်မီမျက်စိလည်းလမ်းမလာတော့မခုကြီးတို့ကိုလည်းတွေ့ရအောင်မီသူတို့ပြောပါကြက်စားရာနေရမီတို့ကျဲပြက်သည်နှင့်အမျှသူတို့သည်လည်းရန်သူနှင့်မတွေ့သည်မျှရန်သူ၏ပိုက်ပေါ်အတွင်သို့မရောက်သေးသည်မျှထိုနေရမီတို့အပေါ်မှာပင် အခိုက်အတန့်အသက်ရှင်နေကြအောင်မီဖြစ်ပေသည် ဘဝဆိုဒီမှာခုအခက်အတန်ကာလခီးစဉ်ကလေးများလောက်ဒီတာဖြစ်ပေးလဲမည်တကားဒီနေရာမှာတော့တိုင်းစီယာရွှေသားရေးသားထားတဲ့ဘဝလမ်းကြောင်းခိုလုံရဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်